မင်္ဂလာပါရှင်2025ခုနှစ်မေလ10ရက်နေ့ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့မှုမှုပါရှင်။မေအောင်လိုင်းနဲ့မိသားစုရဲ့ပြပခီးစဉ်တွေအတွက်အသုံးပြုနေတဲ့စစ်တပ်ပိုင်း Airbus လေယာဉ်ကို အပြီးပြတ်ဝယ်ယူလိုက်ပြီလို့ဆိုပါတယ်။ဘဝလုံးကြုံမှုရှိတဲ့ပြည်ရင်းမှာသာအလုပ်လုပ်ကြရန်စစ်ရှုံးကောင်စီခေါင်းဆောင်မေအောင်လိုင်းကပြောပါတယ်ရှင်။အမရပူရမြို့နယ်စေဆွဲပုတ်ရက်ွက်မှာငလင်ကြောက်တေဆုံးသူ9ဦးအတွက်ထောက်ပံ့ခြင်း ်စက်သိန်း80ကိုရက်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝေကကြံရည်သူမိသားစုတွေကိုမပေးဘဲဖြတ်ယူသုံးဆွဲတယ်လို့ဆိုပါတယ်။ကံဘလူဂွေးကုန်းရွာအနီးတိုက်ပွဲမှာပြူသုံးကောင်တေးပြီးလက်နက်နက်လက်ဒိန်းစီရရှိလိုက်ပါတယ်ရှင်။မြန်မာနိုင်ငံမှာအပြည့်ရက်တက်တန်းတိုးဖို့အာဆီယံအလဲကျဥက္ကဋ္ဌတိုက်တွန်းလိုက်ပါတယ်ရှင်။ဒီသတင်းလေးနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အကြံဖတ်စစ်ရှုံကောင်စီကောင်းဆောင်မြေအောင်လိုင်းကသူ့ရဲ့ဒီပါခင်းစင်တွေအတွက်အသုံးပြုနေတဲ့စစ်တပ်ပိုင်းအက်ဘက်လေရင်ကိုအပြီးပြတ်ဝယ်ယူလိုက်ပြီးဖြစ်ကြောင်းစစ်ကောင်စီထုတ်ပြန်ထားတဲ့အမိန့်ပြန်ထန်းအရသိရပါတယ်။ယခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ထုတ်ပြန်ခဲ့တဲ့စစ်ကောင်စီရဲ့ထုတ်ပြန်တမ်းမှာအပြည်ပြည်ဆိုင်ရာမြန်မာလေးချောင်း MAI မှာအတုံးပြုဖို့ American Nigan Aviation Capital Group တံကပြန်လျော့အကောက်ခွန် drawback စနစ်နဲ့ ငန်းရတင်သွင်းထားတဲ့ Abbott အမျိုးအစားလေးရင် HY ALK ကိုပြန်လည်တင်ဖို့ခြင်းမပြုတော့ဘဲပြည်တွင်းသုံးဆွဲရန်ဝယ်ယူခြင်းအတွက်ကြာတင်တဲ့ဝင်ငွေခွန်နဲ့ကုန်သွယ်ရေးလုပ်ငန်းတွေကိုကင်းလွတ်ခွင့်ပြုလိုက်ကြောင်းဖော်ပြထားခြင်းလည်းဖြစ်ပါတယ်။ အဲ့ဒီ MEI ကအမိခံပေးချတဲ့ Edward Leyin မှာမင်းအောင်လိုက်ခရီးစဉ်တွေအတွက်တီးတန့်အတုံးပြူနေတဲ့စစ်တပ်ပိုင်းလေးရင်ဖြစ်ကြောင်းမင်းအောင်လိုက်မိသားစုအတွက်တီးတန့်အတုံးပြူတဲ့လေးရင်ဖြစ်ကြောင်းကိုစစ်ဘက်တရင်ရင်မြေကဆိုပါတယ်။အဲ့ဒီ Edward Leyin က MEI ကအမိခံပေးထားတာပါ။တမရော်ပိုင်းလေးရင်မှာ လေးရင်အတွက်အာမခံတဲ့ပြပခရီးစဉ်တွေပြန်တန်းဖို့က MEI အမိခံပေးမှရတာ။တမရော်လေးရင်ဆိုရင် ပြပခရီးစဉ်အဝေးတွေပြန်တန်းခွင့်နဲ့နိုင်ငံတကာလေရင်ခွင့်တွေမှာစင်ခွင့်ခတ်ခဲ့တယ်။အရပတ်လေရင်အနေနဲ့တုံးဖို့ MAI ကအမိခံပေးရတာလို့စစ်ပတ်အရင်းမြစ်ကပြောဆိုပါရတယ်။မင်းအောင်လိုင်ကရုရှားခရီးစဉ်နဲ့တရုတ်ခရီးစဉ်တွေအတွင် အခုလိုဝယ်ယူလိုက်တဲ့ MAI Airbus လေရင်ကိုအသုံးပြုနေခြင်းလည်းဖြစ်ပါတယ်။မင်းအောင်လိုင်ကထိုင်းနိုင်ငံနဲ့ပြပခရီးစဉ်အတူတွေအတွက်စစ်တပ်အထူးလေရင် Fokker 70 F28 0070လေယံမှန်002ကိုအသုံးပြုနေပြီးသူတို့မိသားစုပြပခီးစင်တဲ့အတွင်းလေယံနှစ်စီးကိုအဆင်ပြေသလိုအသုံးပြုနေတယ်လို့လည်းသိရပါတယ်။လွန်ခဲ့တဲ့နှစ်တည်းအတွင်းမင်းအောင်လှိုင်ရဲ့ဇနီးကျူကျူလာတာသမီနဲ့မြေးရီစင်ကာပူကိုအလဲပတ်သွားခဲ့တဲ့ MI Airport လေယံကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ MI လေချောင်းလိုက်မှာရခင်က KPZ ဦးအောင်ကိုဝင်းကပိုင်ဆိုင်ထားတော့လေ 24 hour ကုမ္ပဏီရဲ့ဥက္ကဋ္ဌဦးအောင်အောင်စောကယခုမှပိုင်ဆိုင်ထားတယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်ပကိုတွားရောက်အလုတ်လုတ်ကင်မှုတွေကြောင့်ပြည်ရင်းမှာအလုတ်သမားရှားပါမှုတွေဖြစ်ပေါ်နေတာကြောင့်ဘဝလုံခြုံမှုရှိတဲ့ပြည်ရင်းမှာသာလုတ်ကင်ဆောင်ရွက်ရတဲ့ပြည်ပရောက်မြန်မာအလုတ်သမားတွေအနေနဲ့လည်းမိသားစုတွေထံကိုတရားဝင်နှမ်းချောင်းကနေငွေလဲပို့ရင်စစ်ကောင်စီခေါင်းဆောင်မင်းအောင်နိုင်ကယနေ့မှာကြောက်ရောက်တဲ့ကမ္ဘာအလုတ်သမားနေ့အခမ်းအနားမှာပြောဆိုလိုက်ပါတယ်။ ပြည်ရင်းအလုံးကိုင်းတဲ့အတွက်တိုင်းနဲ့ပြည်နယ်အချို့မှာဂျော့ဖဲများကျင်းပ၍ one stop service ဖြစ် အလုတ်ခန့်နိုင်ရေးအလုတ်ရှင်များနဲ့ပူးပေါင်းစီစဉ်ပေးသလို lever exchange management system ရေးဆွဲက website မှာလွှင့်တင်ထားပေးကြဆက်ယုံအလုတ်ယုံအလုတ်ဌာနတွေမှာ အလုတ်သမားဥပဒေပါ အကျိုးခံစားခွင့်များရရှိရေးလုပ်ငန်းဘေးအန္တရာယ်ကင်းရှင်းရေးတို့ကိုဆောင်ရွက်ပေးလျက်ရှိကြောင်းလည်းပြောပါတယ် ပြည်ခဲ့တဲ့မတ်လ29ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်တင့်အာမခန်အလုသမားတွေကိုတဘာဝဘေးအန္တရာယ်ကြာရောက်မှုဆိုင်ရာမိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်ကျက်27.3ဘီလီယံပေးရန်စီစဉ်နေကြောင်းစစ်ကောင်စီကဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းဒီပုံအနေနဲ့မန္တလေးတိုင်းမရဘူရာမြို့နယ်စင်ဆွယ်ပုတ်ရက်ကွက်မှာငလင်ချောင်းတေဆုံးသူခုနှစ်ဦးအထက် ထောက်ပံ့ခြေ390ကိုရက်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝေကကြံရည်သူမိသားစုတွေကိုမပေးဘဲဖြတ်ယူသုံးဆွဲထားကြောင်းရက်ကွက်နေပြည်သူတွေထံကနေသိရပါဗျ။မတ်လ28ရက်နေ့လောက်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်မန္တလေးတိုင်းမှာတည်ဆုံမှုများပြားခဲ့ရာအမရပူရာမြို့နယ်စင်စွယ်ပုရက်ကွက်မှာပြည်သူ9ဦးတည်ဆုံခဲ့ကြောင်းတည်ဆုံသူ9ဦးမှာဒေါ်မြတ်မြဦးညွန့်ဝေဒေါ်လာရီမတ်ချန်အပါဝင်ပြည်သူ9ဦးပဲဖြစ်ပါတယ်။ ငလေကြောင့်တည်ဆုံးသူခုနှစ်ဦးအတွက်ထောက်ပံ့ချေတိန်း80ကိုစေတနာရှင်တွေက လာရောက်လူဒန်းခဲ့ပြီးရက်ကွက်အုပ်ချုပ်ရေးမှူးညွှန်ဝေကတန်ရွသူမိသားစုတွေထံကို မပေးဘဲကိုချိုးအဖြစ်ဖြတ်ယူသုံးဆွဲလိုက်ကြောင်းလည်းသိရပါတယ်။အမရပူရမြို့နယ်စင်ဆွဲပုတ်ရက်ကွက်မှာအုပ်ကြီးညွှန်ဝေကမင်းသားစီဖြိုးပေးခဲ့တဲ့တည်ဆုံးသူခုနှစ်ဦးအတွက်ထောက်ပံ့ချေတိန်း80ကိုတန်ရွသူမိသားစုတွေစီကိုမပေးဘဲဥက္ကဋ္ဌညွှန်ဝေနဲ့သူ့လက်အောက်ခံ ကောက်တုံခေါ်ဇော်ဖုံးမြေအပေါင်းအပါတွေကခွဲယူသွားတယ်။အဲ့ဒါသက်ဆိုင်ရာပရဟိတအဖွဲ့ကရက်ကွာဥက္ကဋ္ဌစီကနေတန်ရည်သူမိသားစုတွေစီပေးဖို့လူထားတာရလားမရလားမေးမှအဲ့ဒီငွေတွေမရမှန်းတန်ရည်သူမိသားစုတွေကတရားတယ်။တအူးမှမရကြဘူး။ဒါအပြင်ငလင်ပေးအတွက်လာလူတဲ့ဟာမှန်သမျှကိုရက်ကွာလူကြီးညှို့ဝေအမျိုးနဲ့ သူတို့လူတွေကြီးပဲအကုန်ယူကြတယ်လို့ငလင်ကျောင်းတည်ဆုံးသူတို့ရဲ့ကြံရည်သူမိသားစုဝင်တို့ကပြောပါတယ်။ဒါပြင် အမရပူရစင်ဆယ်ပွတ်ရက်ကွာမှာဆယ်အင်ကောင်းကောက်တုံခေါ်ဇော်ဖုံးမြင့်ကငလင်ဘေးသင်းအတွက်အလူရှင်တွေက လာရောက်လူဒန်းသမ ्या ကိုသူ့ရဲ့မိသားစုသူ့သားမိသားစုသူ့သမီးမိသားစုသူ့အမနှစ်ဦးမိသားစုစုစုပေါင်းမိသားစု၅ဦးစာအမြဲထုတ်ယူတဲ့အပြင် ်ငွေကြေးမှန်သမျှကိုလည်းရက်ကွာဥက္ကဋ္ဌနဲ့ပေါင်းပြီးဖြတ်စာလျက်ရှိကြောင်းလည်းသိရပါရဲ့ရှင်။ဆက်လက်ပြီးစကိုင်းတိုင်းကံကလူမြို့နယ်ဂွေကုန်းရွာအနီးမှာဧပြီလ26ရက်နေ့မနက်6နာရီကျော်မှာစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားတာကြောင့်ဒေသခံတွေနေရက်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။ဒေသခံတယောက်ကတိုက်ပွဲဖြစ်ပြီးတနက်ပြစ်တဲ့အတန်တွေကြားနေရတယ်။ ဲ့လိုတိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်ကအထိနာတယ်ဆိုရင်လေရင်နဲ့လာပြစ်မှာကြောက်ရတယ်။သူတို့အထိနာတယ်ဆိုရင်စစ်တပ်ကရွာသားတွေဘာတွေမခွဲခြားတော့ဘူးအကုန်လုံးဘုံကျဲတာတွေလုပ်တယ်။အဲဒါကြောင့်လွတ်ရာကိုယာယီတိန်ရှောင်နေရတယ်ဘာတွေဖြစ်မလဲမသိရသေးဘူးလို့လည်းသူကပြောပါတယ်။ ဒေသခံကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတဲ့စစ်ကောင်စီတပ်တွေဟာဂွေကုန်းရွာ အနီးမှာနေ့စဉ်လိုလို စစ်ဆေးရေးဂိတ်ပြုလုပ်ပြီးခရီးသွားပြည်သူတွေစီကစက်ကြီးကောက်ခံတဲ့အဖွဲဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဥဆောင်သူကိုငယ်လေးကကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်တဲ့ကောင်တွေကကာဘူးကြီးရွာပြူစောတိစခန်းကပြူစောတိအဖွဲဖြစ်ပါတယ်ဗျ။ အဲ့ဒီကောင်တွေကခွေကုန်းကြေးရွာရဲ့မြောက်ဘက်ကနေနေ့စဉ်လိုလိုခရီးသွားတွေကိုဆက်ကြေးခောက်ဖို့လာတာကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်ပြီးကြားဖြတ်တိုက်ခိုက်ခဲ့တာပါသူတို့ဆိုင်ကယ်၂စီးနဲ့အင်အား၄ကောင်ပါအဲ့ဒါကိုတိုက်ခိုက်ခဲ့တာပါလို့သူကပြောပါတယ်တိုက်ပွဲအတွင်းယူဆော့တီအဖွဲ့ဝင်၃ယောက်တည်ဆုံခဲ့ပြီးတော့ဂျီသွေးတနတ်တလက်ကာပိုင်တနတ်တလက်125ဆိုင်ကယ်တစ်စီးဖုန်းတစ်လုံးဆက်သွယ်ရေးစကားပြောဆက်တစ်လုံးဂျီ3ဂျီပေါက်၃ခု ကာပိုင်ဂျီပေါက်တစ်ခု 7.62G 24တောက်ကာပိုင်ဂျီ14တောက်လေးကွာတလက်တိုင်ဂါပလင်းနှလုံးလို့ကိုသိသိရမိလိုက်ပါတယ်။အခုတိုက်ပွဲကိုကံဘလူမြို့နယ်ထန်းကုန်းတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုငယ်လေးဦးဆောင်ပြီးဒေသတော်လှန်ရေးမဟာမိတ်အင်အားစုတွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံမှာဧပြီလ30အထိအပြစ်ခတ်ရက်စဲကြီးကို နောက်ထပ်တက်တန်းတိုးဖို့အာဆီယံအလဲကြဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် NYE Ibrahim ကတိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းမြင်းကလေးလှုပ်ခတ်ပြီးတဲ့နောက်လူသားချင်းစာနာမှုဆိုင်ရာနဲ့ပြန်လည်ထူထောင်ရေးအတွက်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အပြည့်ရက်ကြောင်းနာဆကကကြေညာခဲ့ပြီးနောက်တစ်ချိန်မှာတော့ဧပြီလ30ရက်နေ့အထိအပြည့်ရက်တက်တန်းတိုးခဲ့တာပါ။ အပြစ်ခတ်ရက်ဆဲရေးဟာငလင်းကြံအပါဝင်ထိခိုက်ခံစားနေရတဲ့လူမှုအတိုင်းဝိုင်းအလုံးအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ရာမှာလွယ်ကူချောမွေ့စေဖို့မရှိမဖြစ်လိုအပ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကဆိုပါတယ်။နာဆာကဥက္ကဋ္ဌ NUG ဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံခဲ့ရမှာလဲအခုလိုပြောကြားခဲ့တယ်လို့အီဘရာဟင်ကပြောပါတယ်။ဘလိုက်ကန့်သက်တာတွေမရှိဘဲအကူအညီပေးအပ်နိုင်တယ်လို့လည်းသူကပြောပါတယ်။ မလေးရှားအနေနဲ့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေကိုငြိမ်းချမ်းစွာဖြေရှင်းဖို့ဒီဇိုင်းမမတ်တောက်ခံအားပေးနေပြီးအရက်သားတွေဘေးကင်းလုံခြုံရေးအာမခံချက်ဟာအရေးကြီးတယ်လို့မလေးရှားဝန်ကြီးချုပ်ကတိုက်တွန်းထားပါတယ်မလေးရှားဝန်ကြီးချုပ်ဟာမြန်မာအရေးနဲ့ပတ်သက်ပြီးကမ်ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနတ်စင်ကာပူဝန်ကြီးချုပ်လော်ရင့်ဝေါင်လို့နဲ့လဲ ဧပြီလ29ရက်နေ့ကတယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့လူမှုကွန်ရက်ကနေတဆင့်ထုတ်ပြန်ထားပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။